show တွေကိုပြောချင်တာခလေးမရသေးတဲ့သူဆိုရှင်အရင်စိတ်တက်ကြရမျိုးရှိရလीเนาะအဲ့တော့စိတ်တက်မကြနဲ့ဘာလို့ဆိုတော့ဟိုခလေးဆိုတာလေဟိုသူ့ရောက်မဲ့အချိန်ကြမှာရောက်လာမျိုးရှိရပေါ့เนาะဆိုတော့ကိုကြီးဆိုလဲအဲ့လိုမျိုးအချိန်ကိုကြော်ပြီးတော့မှအေးစစ်စစ်ပဲနေရမယ်ပေါ့တော့နှစ်ယောက်ထဲပဲအဲကိုရှာကိုသုံးမယ်ပေါ့အဲနှစ်ယောက်ကဘာပတ်မယ်ပေါ့အဲ့လိုမျိုးတွေးထားပြီးတော့မှဒီခလေးလေးကရောက်လာအဲ့လိုဆိုတော့ထူးထူးခြားခြားလေးတွေလည်းရှိပါတယ်ခလေးလေးရှိပြီးရတယ်အဲ့လိုကန်ကောင်းမှုလေးတွေလည်းကြုံရတာမျိုးလေးတွေလည်းရှိတယ်ဟုတ် ဆက်မဲ့ပောက်တာလေးပဲခဏချလိုက်ပေါ့ပောက်ပါဦးဒီလေးတွေပေါ့ဖြစ်ချောင်းလေးတွေအဲ့ဒါကတော့အတူသွားတာအကဲဆမ်းမဲ့ဘောလုံးဝဲပေါ်သွားတာအဲ့ရဘွာဖုန်းနှလုံးကျွန်တော်နံပါတ်ရဲ့သူနံပါတ်နှစ်ရောင်လုံးပေါ့တယောက်ဖုန်းစင်တူစင်တူဖုန်းရတယ်စင်တူအဲ့လိုမျိုးပေါ့အဲ့လိုပေါ့နောက်တခြားကတော့အလုပ်ကိစ္စပေါ့လားအလုပ်ကိစ္စလေးလည်းပို့ပြီးတော့အဆင်ပြေလာတာမျိုးပေါ့နော်အဲ့လိုမျိုးတွေအထူးကြမှုတွေရှိတယ် for takeoff. Không, chị Ngà bà Chào chú Bí Bảo, mình là Lan Anh ừ. ီးလဲဆိုတာလိုက်တက်လေးပြရပါမယ်နော်ဒုံးဆက်တစ်ပတ်ပြည့်ပြီနောက်ပတ်ဆိုရင်နောက်ပတ်ဆို၈လ၈လပြည့်ပါဟုတ်တတားလေးပါပြောင်းလဲရတော့ကျူးလို့ရအောင်ရမှာရှိပါပုံမှန်တိုင်းပဲလောက်ရှားမှုဝင်လဲလောက်ပါတယ်အဲ့လိုဟိုလိုကိုဝင်တယ်ဆိုပြီးတော့အရန်ကြီးလေးလေးလေးပင်ပင်နေရမျိုးမရှိဘူးတော့လေပေါ့ပါပါပဲအဲ့လိုမျိုးအကစားလေးလုပ်တယ်ဘာလို့ဆိုငင်းငင်းမနေခြင်းဘူးပေါ့နော်ငင်းငင်းမနေခြင်းဘာပြီးတော့ဟိုရွေးရွေးမွေးဖို့လဲစဉ်းစားထားတဲ့အခါမျိုးじゃပါလေအဲတော့အာယောဂဆော်တယ်ပြီးတော့ဒီဘက်အနုပညာလောက်じゃတော့ ပိုက်ရန်ထွက်လာတဲ့ခါကျတော့စစ်ပေါ်မှာ MC အနေနဲ့လို့ပို့စစ်ပေါ်မှာအကြာကြီးရဖို့ကြတော့ကို့အတွက်အဆင်မပြေဘူးဆိုတဲ့ခါကျတော့လီလာကြော်ကြော်လောက်မှာတော့အဲ့ဒီ MC အလုပ်ကတော့ခဏနာတယ်ပေါ့နော်ခဏနာပြီးတော့ဒီဘက်ကို့ဘက်ဟို Foxy sign လေးကိုပဲဒီကပို့ပြီးတော့ဖိလုပ်ဖြစ်တာပေါ့ကိုဝင်စားရှိရတော့ဟိုကိုဘက်အကုန်စီစဉ်တာပေါ့ဟိုတောက်တောက်မဲ့စီအဲပြီးတော့တာနိုမောစားပေါ့အကုန်လုံးအဲ့လိုမျိုးအကုန်လုံးသူ့အဲဖျော်ပြီးတယ်ဟိုတိုက်တယ်ပြောရလို့စီးနေဆိုတော့မှားစရာရှိရင်မှားပေါ့အဆရာဝန်တွေကစေးမပြည့်တယ်ကိုကဝယ်ပြီးနေတယ် ဆရာဝန်ကွက်စီးပြတယ်ဒါတိုက်တိုက်နေဆောင်ရရဆင်းပြီးဆက်တိုက်တယ်ဆရာဝန်မပြခင်နေကွက်စီးတိုက်ကျွန်တော်တို့ကသူများရတော်လေးကိုခုံတာပြတာပါညာပေါ့နော်အဲ့လိုပြောကျွန်တော်တို့ကတရားမျက်နှာကြတာထိုင်ပြီးထိုင်ကြည့်ရအကြီးပဲတော်တော်ကြတယ်ဆယ်မိနစ်လောက်နေကြတော့ကျွန်တော်ရှိတာကျွန်တော်မျက်နှာထိုင်ပြီးကြည့်ရအတူတည်းကျွန်တော်ကျွန်တော်သူ့နောက်သူကကျွန်တော်နောက်နေဖြစ်တာအတူတည်းအဲ့လိုနောက်နေဖြစ်တာကျွန်တော်လည်းအဲ့လိုမျက်သားလိုထိုင်ကြည့်ပြီးရှိတာဆယ်မိနစ်လောက်ကြာတယ် အပြီးမှပဲဟောဟုတ်ပြီဖြစ်သွားပြီဆိုတော့တေချအောင်တော့အဲ့မကောင်းမှရောက်တော့မကောင်းမှထားရစစ်စစ်လိုက်တော့ဆိုအရန်လိုချင်တဲ့အချိန်ရှိခဲ့ပေါ့နော်ရှိခဲ့အဲ့လိုမျိုး UV တက်နှင်းလောက်ပေါ့နော်တက်နှင်းလောက်မှာအရန်လိုချင်အရန်လိုချင်တဲ့ဆိုတဲ့အချိန်ရှိရတယ်အဲ့အချိန်မှာမရဘူးအဲတောင်ဟိုတချို့တွေကိုပြောချင်တာခလေးမရသေးတဲ့သူတွေဆိုရှင်အရန်စိတ်တကြမျိုးရှိရလीနော်အဲ့တော့စိတ်တမကြနဲ့ဘာလို့ဆိုတော့ဟိုခလေးဆိုတာလေဟိုသူ့ရောက်မဲ့အချိန်ကြမှာရောက်လာတာမျိုးရှိရပေါ့နော်ဆိုတော့ကိုကြီးဆိုလဲအဲ့လိုမျိုးအချိန်ကိုကြော်ပြီးတော့မှအေးစစ်စစ်ပဲနေရမယ်ပေါ့တော့နေအောင်ထဲပဲကိုရှာက ိုသုံးမယ်ပေါ့အဲနှစ်ယောက်ကဘာပတ်မယ်ပေါ့အဲ့လိုမျိုးတွေးထားပြီးတော့မှဒီကလေးလေးကရောက်တာအဲ့လိုမျိုးဆိုတော့ထူးထူးခြားခြားလေးတွေလည်းရှိပါတယ်ကလေးလေးရှိပြီးရတယ်အဲ့လိုကံကောင်းမှုလေးလည်းကြုံရတာမျိုးလေးလည်းရှိတယ်ဟုတ်ကဲ့ဆက်မဲ့ပောက်တာလေးလည်းဆက်ချားလိုက်ပေါ့ဟုတ်ပါဘူးဒီကလေးတွေပေါ့ဆက်ချားမှုလေးတွေအဲ့ဒါကတော့အတူသွားတာကိုစမ်းမဲ့ဟုတ်ကဲ့ဘယ်လိုဝယ်ပေါ်သွားတာအဲ့ရဘွာဖုန်းနှလုံးကျွန်တော်နံပါတ်ရဲ့သူနံပါတ်နှစ်ယောက်လုံးပေါ့ တယောက်ဖုန်းစင်တူစင်တူဖုန်းရတယ်စင်တူအဲ့လိုမျိုးပါအဲ့လိုမျိုးပါကနောက်တခြားကတော့အလုတ်ကိစ္စပါလားအလုတ်ကိစ္စလေးလည်းပို့ပြီးတော့အစင်တီလာတာမျိုးပေါ့နော်အဲ့လိုမျိုးလေးအထူးကြမှုတွေရှိရဟုတ်ကူတွေကကံကောင်းမှုတွေလာပေးသွားဟုတ်သူထုံးနေသူလားအခလေးလေးကအမေမေလေးရောစဉ်းစားပါအဟိုအိခွန်နာမည်တော့ဟို nickname ပေါ့နော်အဲ့ဒါတော့ကျွန်တော် Enzo ပေါ့ ENZ ကို Enzo ဆိုတော့ကျွန်တော်ပြောရတယ် အင်းရဲ့ဟိုတာရူလာပေါ့နော်ပေးတယ်ပေါ့ပေးတယ်ဆိုအင်းရဲ့ဟိုစီစီကစီပေါ့အဲ့လိုမျိုးသဘောနဲ့ကျွန်တော်ပေးထားရှင်အဲ့ဒီချိုးကကျတော့ကာဒါမားဆိုတော့သူကဟို Enzo Ferrari ဆိုတာ Ferrari ပိုင်ရှင်ဟိုဖောင်တာပေါ့နော်အဲ့လိုမျိုးပေးတာမဟုတ်ကျွန်တော် Enzo ဆိုတဲ့ဟာကိုကြိုက်လို့ပြီးပေးထားတယ်အဲ့ကျွန်တော်တော့ main ကလေးပြောတယ်ဒါပဲလေရတာပေါ့ရတာလည်းတမျိုးတစ်ခုကဲအခုဆိုလေဟိုကဲဝစီတယ်ပေါ့အခုကျွန်တော် session နေ့ကြရင်ကလေးနဲ့အတူတူအပြိုင်ကဲဖို့ plan နေအောင်ချတာအဲ့လိုမျိုး ကိုပြောရမှာဘလို့ကဲမှာဘလို့ကဲမှာဟုတ်ကောငကိုရဲကကိုကတော့ကျန်စိုးကြီးနေကားမောင်းတဲ့သူကဖွင့်တာပေါ့ကားမောင်းတာမှာညာတော့ဖြစ်စေခြင်းနဲ့နောက်ပြီးတော့ကျတော့အဲ့ဒီလိုပေါ့သွားလာတာပေါ့စားတော့ပါဆိုလေတင်ငင်းချင်းလိုပေါ့အခုကျွန်တော်နဲ့ကျွန်တော်အဖေလိုတင်ငင်းချင်းလိုပေါ့ဘလို့ပဲနေတာဆိုအဲ့လိုမျိုးပေါ့အမေနဲ့ကျတော့သားမိကိုကျွန်တော်ကကျွန်တော်မိသားစုအဖေနဲ့ကျတော့တင်ငင်းချင်းလိုပဲအာမဖြစ်ကြရဲလို့ပြောအဲ့လိုမျိုးသဘောလေးပေါ့ကိုလိုချင်တာရှိနေအဖေနဲ့ဆိုတာအဖေလိုလိုရှိရဲအဲ့ဒါဆိုတော့သားဖောင်းလေးကိုလိုကြရတယ်ပါလေရှိရဲမိမိကတော့တော်တော်ထိန်းရတော့မယ်နေနေဟုတ်တယ်နည်းနည်းမျက်ခုံးလုံနေပြီအခုချိန်နေတာ ။အရင်တော့တွန်းအောင်မပေးဘူးလို့နှစ်ယောက်စဉ်းစားထားတယ်။ freestyle ။သူကသူသူလည်းဟိုအဓိကတော့သူသွားတဲ့လမ်းကြောင်းပဲတဲ့ပြီ။ဟိုဘာလုပ်ရမလဲဆိုပုံစံပေါ့နော်။ကိုယ်လည်းဖြစ်ချင်တာလုပ်ချင်တာလုပ်တာ။အဲ့တော့သူလည်းလုပ်ချင်တာလုပ်လို့ဆိုတော့တော့ဒါပဲ။မွေးဖို့တိတ်ကူရောလာပိုင်းလောက်တာ။ခဏလာပိုင်းခဏလာပိုင်း20ပါဝင်ကျွန်တော်ပြင်မယ်ဒါပေမဲ့ကျွန်တော်ကရိုးရိုးဝင်ပါတော့မွေးတဲ့နေပဲအဲ့လိုလေးစဉ်းစားဖြစ်တာရောဒီမှာလေးရိုးရိုးဝင်ဝင်စဉ်းစားဖြစ်တာရောရိုးရိုးဝင်စဉ်းစားဖြစ်တာရောဒီကတော့သူပေါ့လုံးလုံးချင်း ခွဲမွေးလိုက်လို့ရှိရင်နားရတာပါလားရှိရင်နားကြတာရိုးမွေးခါကျတော့ဟိုအဓိကတော့ကျမ်းမာရေးဘက်ကကျင်းတယ်ကောင်းတဲ့ဟာတွေအများကြီးရှိတယ်ဟိုလူမိဘရဲ့တက်တာဒီအရင်တော့လည်းရိုးမွေးလူတွေပိုကောင်းတော့နော်ဆေးရုံမှာဆိုရင်၃ရက်လောက်နေပြီးပြီးတော့ဒါလို့သူကျမ်းမာတဲ့ကလေးလေးအစဉ်ပြေတော့ရိုးမွေးပါအနောက်၄ဘက်လောက်ပေါ့ဒီဂျွန်လာကောင်လောက်မှတည်ရမှာရိုးမွေးရမှာခွဲမွေးရမှာဘာမှတော့မဖြစ်ပါဘူးအေးဟိုယောက်ျားလေးဖြစ်သွားတော့ဒါတော့ဘူဂျီတာမရဘူးဆိုတော့ဟိုပြင်မှာနင်းစိတ်အိုက်တာဒါမှမဟုတ်ကိုယ်တာကိုယ်ကလေးပဲဟာ အဓိကတော့အမီလိုချင်တာယောက်ျားလေး generation ကျွန်တော်တို့ကဟိုကက်ဆင်တွေအကုန်လုံးလဲဥပမာဆိုကက်ဆင်၁၀ယောက်ရှိတယ်ဆိုရင်ယောက်ျားလေးက၉ယောက်ပါအဲ့တော့မိန်းကလေးမလုံးမိန်းကလေးမရှိဘူးနော်ပြီးတော့ကျွန်တော်တို့ညီကို၃ယောက်အကျွန်တော်ညီကမွေးလိုက်ခါယောက်ျားလေး၂ယောက်ကျွန်တော်တူပါတော့ကျွန်တော်ညီလက်ကမွေးတယ်ဒါရင်းနဲ့အဲ့တော့ဟိုတမီးလေးလိုချင်လိုချင်တာဟိုအဖေကျွန်တော်အဖေရတယ်တမီးလိုချင်မီးပါလေလိုချင်တာမီးပါလိုချင်တာဟုတ်ပါမဖြစ်တော့အဲ့ကျွန်တော်တို့နောက်နေတယ်မဖြစ်နိုင်တော့ဘူးဒီဟာအဖေ generation အရင် strong ဒီဘက်ကမိန်းကလေးများတာတောင်မှမဖြစ်မဖြစ်ဘူးဟုတ်ကဲ့ဟုတ်ကဲ့ မေမေရဲ့အနာတွေကဘယ်လိုကြောင်းလဲလားဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့အနာမျိုးကိုသူ့ရဲ့အနာမမေအမြင်နဲ့မှဘယ်လိုမျိုးလဲဒီတိုင်းပါပဲသူကသူများရဲ့တော့သူ့ပြောတာဘာလို့ရုပ်ရှင်တာမှကျွန်တော်မရှိဘူးလို့ပြောတယ်အဲ့တော့ကျွန်တော်လည်းသူ့ပြောပါပူရောလှလာဒီကတော့စိုက်ပါအရင်ဆုံးလည်းစိုက်ပါဒါပေမဲ့ကျွန်တော်ကတော့လှုပ်ပေးတဲ့လူဆိုတော့ဦးရိတ်တဲ့တကားမောင်းနေတယ်သူ့တို့သွားတော့လာကျွန်တော်ဒီမနေ့လည်းသူပွဲတော်ပွဲတော်သွားကျွန်တော်လည်းမဟုတ်ဘာလို့လဲသူကသူမောင်းနိုင်တယ်သူလှုပ်ဘာလို့လဲဟိုကျွန်တော်တို့ခံယူထားတာကြတော့လေကိုလှုပ်ရှားနိုင်တယ်ကိုအောင်လှုပ်ရှားဘာလို့လဲဆိုတော့ ဆိုကြတော့အဲ့လိုမျိုးပေါ့ဟိုဆိုမလုပ်ရဘူးလို့မသွားအောင်ပေါ့ကျွန်တော်စပြီးတော့ကိုယ်ဝင်ရှိရတယ်ဒီနေ့ချိန်လေးသူ့ဘာမှမတောက်အောင်လို့ယောဂဆိုတဲ့ကျွန်တော်ကိုယ်တော့အဲ့လိုယောဂသွားဆော့ဟာအိမ်မှာထိုင်နေရမယ့်ဟာမျိုးကြိုက်တာအဲ့လိုမျိုးဆိုတော့သူ့လွတ်ပေးရအတက်ပေါ့ရောအကုန်လို့အကုန်လို့အိမ်မှာနေပါရောမတ်တင်တာဟုတ်ကလေးမရခလေးမရခင်မမတ်ဘူး general view မတိုင်ခင်ကအဲ့ဒီဘာလေးလဲဆိုတဲ့ဟာလေအဲ့မှန်တယ်အိမ်မှာနှာခေါက်မှတ်တယ်အဲ့လိုအပြာရောင်လေးပဲထွက်လာအတကယ်လည်းထွက်လာအပြာရောင်ကြီးဆိုသူ့ရဲ့တော့ကြည်ကြီးနေတယ် အဲအဲ့တော့ကိုလိုချင်တာမြိုက်ခါကျမျက်နှာလည်းဖြုတ်သွားပြီးတော့အဲကိုသားလို့ပြောပြီးအဲပြီးတော့မှထောက်ခုံနေပြဟိုဖခင်မာဒီကလေးလေးကလေတဖြည်းဖြည်းနဲ့ကြီးထွားလာတယ်ဘက်ကလည်းထွက်လာထွက်လာတဲ့အချိန်မှာဟိုဘယ်ကမှမသိတဲ့ energy ရရလာတယ်ပေါ့နော် strong ဖြစ်လာတယ်ပို့ပြီးတော့ခံစားရဒီကလေးလေးတို့ကငါဘာလုပ်ပေးမလဲအဲဒီကလေးလေးကိုဘလို့လေးပြုစုပြုထောင်လဲဆိုတော့စိတ်ကပို့ပြီးတော့များလာအဲ့ခါကျတော့ပို့ပြီးပတ်စံရှာခြင်းစိတ်စီများလာအဲ့လိုမျိုးပေါ့နော်ဒါဟိုလေဟိုမိခင်တွေမှာကိုယ်သားသမီးကိုဖြစ်စေခြင်းနဲ့စိတ်လေးတွေကအဲ့လိုမျိုးလေးအကောင်လုံးမှာရှိကြမယ်ထင်တယ်ပေါ့နော်ဆိုတော့ကလေးကိုလည်းကိုယ်ကပြုစုပြုထောင်တဲ့အခါမှာရန်လွှမ်းမိုးချုပ်ကိုင်းတာမျိုးကြီးမတော်ဘဲနဲ့သူဖြစ်ချင်တာလေးကိုလိုက်တင်နေပံ့ပိုးမယ်ပြီးလို့ရှိရင်မိဘကို ီးတက်ရမယ်တီးတက်ရမှာတော့မှန်တယ်ဒါပေမဲ့မိဘယေရှုဆက်ကိုဆက်ရမယ်တော့เนาะလှုပ်ကြွေးပြုစုရမယ်ဆိုတော့စိတ်ကို mindset ကိုသူ့ကိုတော့မထည့်ပေးထားဘူးဒါ तू တီးတက်တာမတီးတက်တာတော့သူ့ထန်တာဖြစ်သွားမှာပေါ့เนาะဒါပေမဲ့ကလေးလေးကို तू ကဒီလောကကြီးမှာဟိုကောင်းကျိုးမပြုရင်တော့ဒုက္ခမပေးတဲ့လူလေးကိုချင်းစာသိရှိတဲ့လူလေးပေါ့เนาะအဲ့လိုမျိုးလေးဖြစ်စေချင်တယ်လူတော်မဖြစ်ရင်တော့မလူကောင်းဖြစ်လူကောင်းဖြစ်အောင်ပေါ့အဲ့လိုမျိုးလေးပြုစုပြုထောင်ချင်တယ်ဟုတ်တယ်တေးချောင်းတေးချောင်းကောက်လိုက် မဟုတ်ကိုနဲ့တွေ့မှာဆိုလို့ကထွက်သွားတာအင်းငင်းရထွက်သွားဟိုတိုက်ဆိုင်မှုပေါ့သူမျိုးမကြောင်းကတော့ကြောင်းပြီးကျွန်တော်မျိုးမကြောင်းတဲ့နေရာတက်ခဲ့တဲ့နေရာတွေထွက်တယ်အင်းအဲပြီးရပြီကျွန်တော်တခြားကြောင်းကမိုင်းုံးတွေကိုပြောင်းလို့အဲဆေးဆေးကြောင်းမှာကျွန်တော်ကျွန်တော်သူ့မလာကျွန်တော်ထွက်တယ်ဒါတော့တွေ့တယ်။ဟုတ်တယ်မရမရဘူး။အလူမ။အလူတခုမှ။သူများအဲ့တော့အတိအမတရားအလူမ။အာအလူ။ကျောင်းထဲထိုင်တာလေ။အင်းသိတာဘုံချင်းမလို့သူ။သူ့တော့သိရဲ။သူကကျွန်တော်တော့မသိကြဘူး။ 我们一定要当农民啊！咯，哈哈，这是干嘛嘞？